أعوذ بالله من الشيطان الرجيم بسم الله الرحمن الرحيم وعهدنا إلى إبراهيم وإسماعيل أن طهرا بيتي للطائفين والعاكفين والركع السجود صدق الله العظيم كي نلزأ أدئ တာဒနာတောကရှင်သူတော်စင်ပေါင်းတို့ခင်ဗျာလာမြရမဇန်ဟာဒီနေ့ရက်20ကိုရောက်လာပြီဖြစ်ရမဇန်လရဲ့3ပုံ2ပုံဟာကုန်သွားပြီဖြစ်တယ်ကြံတဲ့2ပုံပဲကြံမကြာခင်ဒီရမဇန်လဟာကျွန်တော်တို့ကိုနှုတ်ဆက်ပြီးသွားတော့မှာဖြစ်တယ်ကျွန်တော်တို့ရမဇန်လမှာအလ္လာပေးလို့ရူဇာတွေထားခဲ့ကြတယ် တရာဝီတွေဖတ်ခဲချတယ်အရင်လားတွေထက်ကိုအများကြီးအလိုက်အဘဒတ်တွေပို့လောက်ခဲကြအခုကျွန်တော်တို့ရမ်ဇန်ရဲ့နောက်ဆုံး၁၀ရက်မှာကျွန်တော်တို့အားလုံးသိတယ်ဟလာအေတီကာဖ်ထိုင်ခြင်းဆိုတာတခုရှိဒီအဘဒတ်ဟာပါလဲဆိုရင်တနည်းပတ်လည်လုံးကျွန်တော်တို့ကိုအလ္လာဟ်တာလာဒုနီယာမှာလွတ်ထားတဲ့ရည်ရွယ်ချက်ကိုကျွန်တော်တို့မေ့နေတယ် ။ဒုနီယာရဲ့လုပ်ငန်းဆောင်တာတွေမှာလူမှုရေးကိစ္စတွေမှာစီးပွားရေးတွေမှာအားလုံးမှာမနက်ကနေမိုးချုပ်ထိဒီအလုပ်တွေပဲလုပ်ရင်းလုပ်ရင်းမွေးလျော်ရင်းနဲ့အလ္လာဟ်တာလာကျွန်တော်တို့ကိုဖန်ဆင်းထားတဲ့ရည်ရွယ်ချက်ကိုကျွန်တော်တို့တစ်ခါတစ်ခါမေ့သွား။ဝမာခလကတုလ်ဂျင်နဝလ်အင်ဆာအီလာလီယာဘူဒွန်။အလ္လာဟ်တာလာဖန်ဆင်းထားတဲ့ရည်ရွယ်ချက်ဟာအလ္လာဟ်ကိုအီဘာဒတ်လုပ်ဖို့ပဲဖြစ်တယ်။အဲ့တော့ဒုနီယာရဲ့ လောဘတွေမှာဒုညာရဲ့လူမှုရေးကိစ္စတွေမှာခံစားချက်တွေအနောက်ကို လိုက်ပြီးတော့အလ္လာဟ်တာလာဖန်ဆင်းထားတဲ့ရည်ရွယ်ချက်ကိုမေ့ပျောက်သွားအဲ့ဒီရည်ရွယ်ချက်ကိုတနည်းတခါအလ္လာဟ်တာလာကပြန်လဲအတ္တပံမွေးဖွားစေဖို့အတွက်ပြန်လဲသတိရစေဖို့အတွက်အလ္လာဟ်တာလာဟာကျွန်တော်တို့ကိုတာဝန်တစ်ခုပေးလိုက်ဟာလာရမဇန်ရဲ့နောက်ဆုံး၁၀ရက်မှာအေတကာထိုင်ခြင်း

ဟုတ်လားပညာရှင်တွေရဲ့အဆိုအရရက်ကွက်တစ်ခုမှတယောက်လောက်အ ਨੇ ဆုံးထိုင်ရမယ်ပူကောင်းတာကတော့ပလီတစ်လုံးမှအ ਨੇ ဆုံးတယောက်ထိုင်ရမယ်မထိုင်ဘူးဆိုရင်တရွာလုံးအပြစ်ထိုင်မယ်အားလုံးမှအပြစ်ရှိမယ်အဲ့တော့ကျွန်တော်များကုရ်အန်ထဲမှာအလ္လာဟ်ဆူဘဟာနဟူဝတအာလာမိတ်တော်မူတဲ့ဝါဟီဒနာအီလာအစ်ဘရာဟီမဝအစ်စမာအီလာအန်တဟီရာဘိုက်တီယလစ်တာအီဖင်း ကာဘာကျောင်းတော်ကိုဆောက်လုပ်ပြီးတဲ့နောက်ပိုင်းမှာအစ္စရာဟိမအလိစလမ်နဲ့အစ္စမာအီလအလိစလမ်ကိုအလ္လာဟ်ရှမြတ်ကအမိန့်ပေးတယ်အန်တဟီရာဘိုက်တီငါရှင်မြတ်ရဲ့ဒီအိမ်တော်ကိုတန်ရှင်းအောင်ထားကြပါတန်ရှင်းမှုပြုလုပ်ကြပါအဲ့တော့အလ္လာဟ်ရဲ့ဘိုက်တူလာဆိုတာနမတ်အလ္လာဟ်ရဲ့ဘိုက်တလာကိုကျွန်တော်တို့ပေးစားရမယ့်တာဝန်ဒီပလီကိုတန်ရှင်းအောင်ထားရမယ်ကိုယ်တိုင်းတန်ရှင်းလုံနိုင်တော့အကောင်းဆုံးပေါ့ဒီထက်ကိုကောင်းတဲ့ခစ်မတ်ဘာမှမရှိဘူး အဲကိုယ်တိုင်မလုံနိုင်ဘူးဆိုရင်ဟာလာတယောက်တယောက်ကိုလှုပ်စေပြီးတော့လှုပ်တဲ့လူကိုအကူအညီပေးပြီးတော့သို့မဟုတ်အ ਨੇ ဆုံးမိမိကိုယ်တိုင်တန်ရှင်းအောင်နေမယ်ပလီမာအမိုက်စားတွင်းကောက်လိုက်မယ်ဟာလာမလိုအပ်တဲ့ဟာတွေကိုကိုကိုရဲ့ကိုကြောက်ပလီမညစ်ပတ်အောင်တရိထားမယ်နော်ပြီးတော့အလောရှမြတ်ဆက်လက်အမိတ်ရှိတဲ့ အဲ့လိုမျိုးပလီကိုတန်ရှင်းအောင်ထားတာဘလူဘလူလူတွေအတွက်လဲတဲ့ကာဘာကျောင်းတော်နဲ့ပတ်သက်ပြီးပြောတဲ့လေတောအီဖင်ကာဘာကျောင်းတော်မှာတဝါဖလုံးမဲ့လူတွေအတွက်အဲ့လိုပဲဝလအာကီဖင်ကာဘာကျောင်းတော်မှာအေတ္တကာထိုင်မဲ့လူတွေအတွက်ဝရရကအစ်ဆူဂျူဒ်ရူကူစဂျီဒါလုံးမဲ့လူတွေအတွက်သဘောကနမတ်ဆွမ်းမဲ့လူတွေအတွက်အဲ့တော့ပလီယေရီယာဂျက်ဟဲမှာဟာလာအေတ္တကာထိုင်ခြင်းလဲပါတယ်အဲ့လိုပဲကျွန်တော်မြတ်ကုရ်အာန်ရဲ့နောက်တနည်းအားမှာ ولا تباشروهن وانتم عاكفون في المساجد اعتکاف تھا انہیں لوہا میمی زنین اتو نیلو میں ميمي زنينه زنین اتو نے تیچ حاضی پھر تو آبی میمی زنین اتو نیلائی میں سے اعتکاف تیا دوام قرآن چند ہمیں تھے ماں جلو آیت دیشی رہے الوے حدیث دو مالے لاشی رہے ان رسول الله صلى الله عليه وسلم قال في المعتكف ်တမန်တော်မြတ်ကြီးဆလ္လလာဟူအလัยဝဆလမ်ကအေတိကာဘ်ထိုင်တဲ့လူနဲ့ပတ်သက်ပြီးမိတ်တော်မူတဲ့ဟူအယအတကိဖုဇုနူဘာသူဟာဂုဏာတွေကနေရှောင်ပြီးသားလူဖြစ်တယ်တဲ့ဂုဏာတွေကိုတားတဲ့လူဖြစ်တယ်အေတိကာဘ်ထိုင်တဲ့ပလီထဲမှာထိုင်နေတဲ့ထိုင်နေတော့သူစီမှာဂုဏာပဲကားလားကျွန်တော်တို့အပြင်ကိုထွက်တာနဲ့ပလီအပြင်ကိုထွက်တာနဲ့ဂုဏာတွေကမယူလဲအော်တိုရောက်လာတယ်

အဲ့တော့ဗနီးရထိုင်လိုက်ရလဲဗာလဲအေတကာဖြစ်အမျိုးစားတွေသူ့အနောက်မှာပြောမယ်အေတကာတရက်လောက်ထိုင်လိုက်တယ်ဆိုရင်နဲ့ဂျာအလလလဟူဘိုင်းနဟူဝဘိုင်းနနာရီဆလာဆခနာဒိကအဲ့ဒီလူနဲ့ဂျဟန်နမ်ရဲ့ဂျာမှာအလ္လာတာလာခန္ဓာ၃ခုစာဝေးအောင်လုပ်ပေးလိုက်အေတကာတရက်ပဲထိုင်တယ်ခန္ဓာ၃ခုစာသူနဲ့ဂျဟန်နမ်နဲ့ဝေးသွားမယ်ဝကုလ်ခန္ဓာကင်အဘအဒူမင်မာဘိုင်းနလ်ခါဖီကိုင်း အဲ့ဒီခန္ဓာ၃ခုလို့ကျွန်တော်တို့ပြောတယ်ခန္ဓာတစ်ခုကဘလောက်ကျယ်လဲဆိုရင်မိုးကောင်းကင်နဲ့မြေကြီးဘလောက်ဝေးလဲအဲ့လောက်ဝေးတယ်အဲ့လောက်ဂျဟန္နမ်နဲ့သူနဲ့ကိုအလ္လာဟ်တာလာဝေးကောင်းအောင်လုပ်ပေးလိုက်မယ်အထူးသဖြင့်ရမ်ဇန်လရဲ့နောက်ဆုံး10ရက်မှာအေတကာဖ်ထိုင်တယ်အဲ့ဒီအေတကာဖ်နဲ့ပတ်သက်ပြီးဟာဒီသ်ဆောင်မှာလာရှိတယ်အေတကာဖ်အရှရင်ဖီရမဇာနကဟဂျ်တိုင်ဝအုမရတိုင် ရမဇန်လရဲ့နောက်ဆုံး10ရက်မှာအီတကာဖ်ထိုင်ခြင်းဟာတဲ့ဟัจ်နှစ်ခုအူမရာနှစ်ခုရဲ့ဆဝါဘ်ကိုအလ္လာတာလာချင်းမြင်မှာဖြစ်တယ်။လောလောဆယ်တော့ဟัจ်မသွားနိုင်သေးဘူး။ဟัจ်တာဝန်ကျည်တယ်လို့ဆိုလိုတာမဟုတ်ဘူး။သို့တော်လည်းပဲဟัจ်နှစ်ခုရဲ့ဆဝါဘ်အူမရာနှစ်ခုရဲ့ဆဝါဘ်စုစုပေါင်း၄ခုရဲ့ဆဝါဘ်ကိုဒီအီတကာဖ်ထိုင်တဲ့လူကိုအလ္လာတာလာချင်းမြင်မှာဖြစ်တယ်။အီတကာဖ်ထိုင်ခြင်းမှာအလွန်အမတန်အထူးခြားဆုံးသော အခွင့်အရေးတစ်ခုဟာပါလဲဆိုရင်

အဲတချို့ဟာဒီစ်က29ညညလို့ပြောတဲ့စားသဖြင့်အဆိုတွေအမျိုးမျိုးမှာကျွန်တော်တို့ဘယ်ဟာလဲအတိအကျမသိရဒါပေမဲ့အေတကပ်ထိုင်တဲ့လူကတော့တေဂျာဘောက်ကဒရကိုသူရတော့တေဂျာဘောက်သူကဒရရတော့ ဘာလို့လဲဒီဆယ်ညကဆယ်ညထဲမှာပဲရှိတဲ့အတွက်တေချာပေါက်ရသွားပြီအဲ့ဒါကြောင့်လို့ဟာဒီသ်တော်မှာလည်းလာရှိတယ်တဟရောလိုင်လတ်လ်ကဒရီဖီလ်အရှ်လ်အဝါခီရ်မင်ရမဇန်ဒါဘူခါရီကျမ်းဟာဒီသ်ဖြစ်တဲ့ရမဇန်လရဲ့နောက်ဆုံးဆယ်ညမှာကဒရ်ကိုရှာတဲ့ကဒရ်ကိုရှာဆိုတော့

ဆိုတော့လူတယောက်ကသူဟာသူသူလို့ပြောတယ်ငါအလ္လာဟ်တဲ့အေတကာဖလုံးမနည်းပဲလို့လို့အဲ့ဒီမှာရူဇာကတော့ထားရမယ်ဝါဂျစ်ဖြစ်တယ်ဝါဂျစ်နဲ့ဆွန်နတ်အေတကာဖမှာရူဇာထားရမယ်မုစတဟပ်အေတကာဖမှာရူဇာမထားလဲရတယ်အဲ့တော့ဝါဂျစ်ကအဲ့ဒီပုံစံမျိုးနောက်တစ်ခုကဘာလဲဆိုတော့ဟလာလူတယောက်ကဒီလိုပြောတယ်ငါပဲအလုံးအောင်မြင်အေတကာဖ time ဆိုတော့အလုံးအောင်မြင်သွားတဲ့အေတကာဖဝါဂျစ်ဖြစ်သွား နော်အဲ့လိုပဲကျွန်တော်တို့မှလူတယောက်က nafil sunnat ibadat တခုကိုစားလိုက်ပြီးဆိုရင်အဲ့ဒီဟာသုံးတဲ့ ठी လို့ဖို့က wajib လူတယောက်က nafil ဖတ်တယ်ဖတ်တော့ငါတော့ nafil ပဲဒါပေမဲ့ဒီဟာပြီးမြောက်အောင်ဖတ်ဖို့ wajib မတော်လို့ပြတ်သွားရင်ပြန်ဖြေဖို့ wajib အဲ့ဒီတိုင်းပဲလူတယောက်က sunnat itikaf ကို ramzan ရဲ့ itikaf ကိုစားလိုက်တယ်အကြောင်းတစ်ခုခုကြောင့် itikaf ပြတ်သွားတယ်ဆိုရင်ပြန်ဖြေခြင်း wajib အဲ့ဒီဟာတွေမှာဒါကလောက်ကိုလောက်အားမှာဖြစ်တဲ့နောက်တစ်မျိုးစားရှိတာကမုစတဟပ်အဲ့ဒါလူတိုင်းလောက်လေရတယ်မုစတဟပ်ရူအေတကာဖ်ကဘလောက်လွယ်လဲဆိုရင်ရိုဇာလဲထားရမလို့ဘူးတနာကြီးအတွက်အေတကာဖ်ထိုင်လဲရကျွန်တော်တို့ပလီမာနမတ်သဘောဝင်လာတဲ့ဝင်လာတာနဲ့ကျွန်တော်တို့အေတကာဖ်ရဲ့နီယတ်လောက်လိုက်တဲ့သူအေတကာဖ်ရဲ့ဆဝါပြားနေမှာပလီကပြန်ထွက်သွားတာနဲ့အေတကာဖ်ပြီးသွားမှာ ပလီတော့9မိနစ်ပလီတန်းမှာ9မိနစ်တော့ဝင်လာလဲ9မိနစ်တော့အေတကားထိုင်လျာဒါလူတိုင်းလုပ်လို့ရတယ်အချို့ပညာရှင်တွေတလောက်ပြောတယ်ဒီလိုနေရက်လုပ်လိုက်တယ်ကျွန်တော်ပလီတဲ့ဝင်တိုင်းဝင်တိုင်းအေတကားပြနေရက်လုပ်တယ်ဝင်တိုင်းဝင်တိုင်းအေတကားပြဆွားပြန်တယ်အဲ့တော့ရှိုက်ကူလ်ဟာဒီသ်ဟဇရတ်မောလနာဇကရီးယားကန်ဒလဝီရဟမတူလာယလေကသူရဲ့စာအုပ်မှာရေးတယ်ဆရာကြီးရဲ့ဖားခင်လက်တကယ်ဆရာကြီးပဲရှာကီယာဟယာကန်ဒလဝီဘာလို့လဲဆိုတော့ပလီတဲ့ဝင်တိုင်းဝင်တိုင်းဘေးမှာတပည့်တပန်းတွေပါ ပါတော့ဒီတပည့်တွေကိုတင်ပေးတဲ့အနေနဲ့အများနဲ့ပါဇက်ကထုတ်ပြီးတော့နီယတ်လုပ်ကျွန်တော်အေတကားပြည့်နီယတ်လုပ်ပါဆိုတော့ဒီရတပည့်တွေကြာတော့လိုက်နာတဲ့မတ်သားတယ်ပေါ့မတ်သားလို့လည်းကျွန်တော်တို့သိရအဲ့တော့ပလီတဲ့ဝင်တိုင်းဝင်တိုင်းအေတကားပြည့်နီယတ်လုပ်လိုက်ပလီတဲ့ဝင်တိုင်းဝင်တိုင်းအဲ့တော့ဘာဖြစ်ပါဆိုတော့ဒါကမုစတာဟပ်အေတကားပြည့်တဲ့ဆဝါဘ်က ဧတကားဖြင့်ညတ်လောက်လိုက်တဲ့သဘောဆော်ဝါပြမှာဖြစ်တယ်တတိယအမျိုးစားကတော့ခုနကကျွန်တော်ပြောတဲ့ဆွန်နတိမုအကဒါအလလ်ကီဖာယာရမဇန်လရဲ့နောက်ဆုံး၁၀ညမှာထိုင်တဲ့ဧတကားကဆွန်နတိမုအကဒါတမန်မြတ်ဆလ္လာဆမ်ဆဆဲမြဲထိုင်ခဲ့တယ်ကျွန်တော်တို့ဘုံမှာလည်းထိုင်ခြင်းအကျိုးဆော်ဝါအများကြီးရှိတယ်တာဝန်လည်းရှိတယ်သို့တော်မထိုင်ခဲ့ရင်အကြောင်းတစ်ခုခုရှိလို့မထိုင်ခဲ့ရင်ကုနာမထိုက်ဘူးသို့တော်အလလ်ကီဖာယာဆိုတာကကုနာပြောသလိုတရက်ကွက်မှာတယောက်အနေရောအနည်းဆုံးတော့ထိုင်ရမယ် အကယ်လို့ကျွန်တော်တို့ရက်ကွက်မှာထိုင်မဲ့လူတရားမှမရှိဘူးဆိုရင်ကျွန်တော်တို့အားလုံးအပြစ်ထိုင်အလလ်ကိဖာယာအဲ့တော့ဒါဆွန်နတ်အလလ်ကိဖာယာဖြစ်တယ်နော်အဲ့တော့အေတကာထိုင်မဲ့လူရဲ့စီကံချက်တွေကတော့ဟာလာအရွယ်ရောက်ပြီးသားလူဖြစ်ရမယ်မွတ်စလမန်ဖြစ်ရမယ်အေတကာဖြစ်နီယက်ရှိရမယ်နီယက်မရှိဘဲဒီတိုင်းလာထိုင်နေတော့ဒီတိုင်းထိုင်နေတာပဲဖြစ်မယ်အေတကာစည်ရင်ဝယ်မှာမဟုတ်ဘူးအကယ်လို့အေတကာထိုင်မဲ့ကလေးဟာ အရွယ်တော့မရောက်သေးဘူးဒါပေမဲ့နမတ်ကောင်းကောင်းဖတ်တတ်တယ်အမားအမှန်ခွဲခြားတတ်တယ်နမတ်ဘယ်လိုအရာပြတ်တယ်ပါတယ်ဒါတွေနားလဲတယ်အတိရှိတယ်ဆိုရင်တော့အဲ့ဒီအရွယ်မရောက်သေးရင်လည်းပဲအဲ့ဒီကလေးရဲ့အေတကာဗ်ဒီလည်းပဲဟာလာအကျုံးဝင်သွားမယ်ယောက်ျားလေးကတော့အေတကာဗ်ကဒီလိုပလီမာထိုင်ရမယ်အဲ့ဒီပလီမာနမတ်၅ချိန်ဂျမာအတ်နဲ့ရှိရမယ်နမတ်၅ချိန်တစ်ချိန်တလီလောက်ပဲဖတ်တဲ့နေရာမှာသွားပြီးအေတကာဗ်တော့ထိုင်လို့မရဘူး အကောင်းဆုံးကတော့ဂျွန်မာဘာဖမ်းမယ်ဒီပလီမှာအဲ့လိုပလီကိုရွေးပြီးအေတကာဖ်ထိုင်ရမယ်ဟလာအေတကာဖ်နဲ့ပတ်သက်ပြီးတော့မစဂျစ်ဒ်ဟာရမ်မှာထိုင်ခြင်းကတော့အမြင့်မြတ်ဆုံးဒုတိယကတော့မစဂျစ်ဒ်နဗဝီတတိယကတော့မစဂျစ်ဒ်အကဆာပြီးရင်ပါလဲဆိုရင်မဲပလီကလူဘလောက်များတယ်ဘလောက်ကျယ်တယ်ဘလောက်ကြီးတယ် ဟာလားဘလို့ဂျွမာပါဖတ်တယ်အဲ့လိုကလေးကိုရွေးထိုင်ခြင်းဒီဒါပို့ပြီးတော့အကောင်းဆုံးဖြစ်တယ်ပြီးတော့ရိုးစာလည်းထားရမယ်ရိုးစာမထားနိုင်တဲ့လူကအေတကပ်ထိုင်ရင်သူအေတကပ်အကျုံးဝင်မှာမဟုတ်ဘူးပိုင်မှာမဟုတ်ဘူးဒီဝါဂျစ်နဲ့ဆွန်နတ်အေတကပ်မှာရိုးစာပါကိုပါရမယ်ရိုးစာမထားပဲအေတကပ်ထိုင်လို့မရဘူး နော်ဒါဆိုရင်အေတကပ်ထိုင်တဲ့လူကအမျိုးသားကတော့ပလီမာထိုင်မယ်အမျိုးသမီးကတော့မိမိအိမ်ရဲ့အခန်းထဲမှာထိုင်မယ်ကျွန်တော်တို့ဒီဘက်ကမှယောက်ျားလေးအေတကပ်ထိုင်တာကတော့လူတိုင်းသိတယ်မြင်လဲမြင်တယ်တွေ့လဲတွေ့တယ်ဒါပေမဲ့မိန်းကလေးအေတကပ်ထိုင်လို့ရလားမရလားဆိုတာတော့ပြန်မေးယူရတော့ဘာလို့လဲကျွန်တော်ဘဝမှာလဲကျွန်တော် live စုံစမ်းကြည့်တယ်မေးကြည့်တယ်မိန်းကလေးအေတကပ်ထိုင်တာကျွန်တော်တယောက်လောက်ပဲသိတယ်အဲ့တော့မိန်းကလေးလဲအေတကပ်ထိုင်လို့ရတယ်ဒီအစီအစဉ်ကိုလဲလောက်အောင် မင်းကလေးအီတကပ်ထိုင်တာတအားရှားသွားပြီအဲ့တော့မင်းကလေးကလည်းမိမိရဲ့အိမ်ခန်းထဲမှာအီတကပ်ထိုင်ရမယ်မလို့အပန်းနဲ့အပြင်မထွက်ရဘူးအဲ့တော့ကျွန်တော်တို့အပြင်ထွက်ခွင့်ရှိတဲ့ဟာကဘာလဲဆိုရင်တဘာဝအားဖြင့်ရှောင်ကျင်လို့မရတဲ့အရာတွေမှာထွက်ခွင့်ရှိအပေါ်အလေးအတွက်ဟာလားအပေါ်အလေးအတွက်လိုအပ်တဲ့လောက်ပဲသွားမယ်သွားပြီးပြန်လာလိုက်မယ်အဲ့တော့အပေါ်အလေးထွက်တော့မောက်ကာရတော့ဆိုပြီးတော့ကြုံတဲ့လူနဲ့ကြုံတယ်လို့စကားရက်ပြောနေမှဆိုရင်အေတကပြတ်တော့ ရက်ကရက်ပြောခြင်းကလူရဲ့တဘာဝအဖြစ်လိုအပ်ချက်အရာမဟုတ်အဲဒါကြောင့်လို့အပေါ်သွားမယ်ဆိုဒါရိုက်သွားမယ်သွားပြီးဒါရိုက်ဝူစုလုံးစီရရှိတာလုပ်မယ်လုပ်ပြီးချက်ချင်းပဲပလီတဲ့ပြန်ဝင်လာမယ်နော်အဲ့တော့ကိုထိုင်တဲ့ဘယ်ပလီမှာအေတီကပ်ထိုင်တယ်အဲ့ဒီပလီမှာဂျွမာမရှိဘူးဆိုရင်တော့နောက်ပလီမှာဂျွမာသွားဖတ်ခွင့်ရှိတယ်အခုပလီမှာဂျွမာဖတ်ရတဲ့နောက်ပလီမှာသွားပြီးဂျွမာဖတ်လို့မရဘူးเนาะအကယ်လို့ပလီမှာတအားကိုမဖြစ်မနေ ထွက်ရမယ့်အနေအထားမျိုးပုံစံမျိုးတွေဆိုရင်ထွက်လို့ရတယ်လူတယောက်ကအေတကပ်ထိုင်တဲ့လူတယောက်ကပလီပြင်းထွက်သွားတယ်ဟလာအပေါ့သွားတယ်လူတယောက်ဆလန်လန်းပေးလိုက်တယ်ယူလိုက်တယ်ပြဿနာမရှိဘူးတခါဝူစုကန်လာတယ်နောက်တယောက်ကိုအမျိုးတွေ့တယ်ကိုဆလန်ပေးလိုက်တယ်ပြဿနာမရှိဘူးရတယ်ဒါပေမဲ့မပါလို့လဲဆိုတော့အကွက်ရအောင်ဆိုပြီးမတည့်ရပြီစကားပြောမတည့်ရပြီစကားပြောလိုက်တာနဲ့သူ့ဧတကပြတ်သွား ဒီလောက်ပဲလမ်းလျှောက်ရင်လည်းပြောပါလိမ့်ရတယ်ကိုသွားရင်လည်းနေကောင်းလားအေးဆေးပဲလားဒီလောက်ပြောလိမ့်ရတယ်အဲ့ဒါပြီးပြန်လာရင်လည်းပြောပြက်ပြီးလာလိုက်မယ်အဲ့လိုမှမဟုတ်ဘဲနဲ့ဦးစုကမထိုင်ပြီးစကားပြောနေမယ်မလိုအပ်ဘဲနဲ့အပြင်မှာဘလူဘလူနဲ့ရက်ပြီးစကားပြောနေမယ်ဒါတွေလုံးလုံးမရဘူးအေတကဖြတ်သွားမယ်အကယ်လို့အမျိုးသမီးကအိမ်မှာအေတကထိုင်နေဆိုရင်သူကအိမ်ရဲ့အခန်းထဲမှာပဲထိုင်ရမယ်သူကအိမ်ရဲ့ဝရန္တာကိုထွက်လာပြီးဆိုရင်သူအေတကပြတ်သွားမယ်နော်အခန်းထဲမှာထိုင်နေရင်လည်းအိမ်ကအမျိုးသမီးအခြားအမျိုးသမီးတွေကအခုညီတောင်းတယ်ချက်သွန်လေးဖြတ်ပေးပါ ပါအောင်ဟိုအသေးနဲ့လည်းဖြတ်ပေးပါအောင်အခန်းထဲထည့်ပေးလိုက်တယ်သူအခန်းထဲမှာဖြတ်ပေးလိုက်တယ်ပြန်ပေးလိုက်တယ်ပြဿနာမရှိသူအပြင်မထွက်ဘူးအဲ့ဒါဝိုင်းပြီးတော့ဟင်းနေပါတယ်လုံးခိုင်းနေပကန်းနေပါတယ်ပြင်ခိုင်းနေနောက်တယောက်အိမ်မှာလုံးမဲ့လူမရှိဘူးသူပဲရှိတယ်ဒီအိမ်မှာအဲ့ဒါဘာလို့မလဲသူထွက်ပြီးပကန်းနေပါတယ်ပြင်ပေးလိုက်တယ်ပြင်သွားသူပြန်ဝင်လာလိုက်တယ်ဒါပြဿနာမရှိဘူးအဲ့လိုမှမဟုတ်ဘဲနဲ့မလိုအပ်ဘဲနဲ့အပြင်မှာထိုင်နေခြင်းကတော့အေတကာဘ်ကိုပြက်စေတယ်အကောင်းဆုံးကတော့အေတကာဘ်ထိုင်တဲ့လူဟာကိုဟာကိုပဲ ကိုယ်အထဲမှာနေပြီးတော့ကိုယ်အီဘာဒတ်လုပ်နေရမှာဖြစ်တယ်။အမျိုးသားကအေတကာထိုင်နေချင်းအမျိုးသမီးနဲ့တူတူနေလို့မရသလိုအမျိုးသမီးကလည်းအေတကာထိုင်ရင်အမျိုးသားနဲ့တူတူနေလို့မရဘူး။ဟလာဒါကိုကြည့်ပြီးတော့အမျိုးသားတယောက်ကငါလည်းအိမ်မှာအေတကာထိုင်နေတယ်ဆိုရင်တော့မရဘူး။ယောက်ျားလေးကပလီမှာပဲထိုင်ရမှာ။ဟလာအေတကာထိုင်တဲ့အခါမှာဘဇပ်ပိတ်ပြီးနေရင်လဲသွားပြရတယ်လို့ပြောတော့ဘာလို့လဲဆိုတော့ဘဇပ်ပိတ်ပြီးနေခြင်းကသွားပဲလို့မမတ်ယူအောင် မယူပြီး तू ကဗဇက်ပိတ်ပြီးသွားမနေနိုင်မဲ့အဲ့ဒါဗဇက်ပိတ်ပြီးတော့သွားပြရတဲ့စပီးထိုင်နေမဲ့အဲ့ဒီတိုင်မဲ့ဘာလို့မဲ့အပူစကားတွေအလာဘတလာဘစကားတွေထိုင်ပြောမယ်ပြီးတော့ပစ္စည်းပါယူလာပြီးတော့အယောင်းဝယ်လုံးအေတကပ်ခံနေမှာဆိုရင်ဒါတွေအားလုံးကအေတကပ်ကိုမကရူဖြစ်စေတယ်အကယ်လို့အေတကပ်ထိုင်နေတဲ့လူတယောက်ကပစ္စည်းဈေးမေးတယ်ပစ္စည်းတော့အေတကပ်အခန်းထဲမှာမရှိဘူး သူဖုန်းကန်ပြီးဟာပဲဈေးကဘလောက်တယ်လောက်ပြောလိုက်တယ်အေးရောင်းမလားအရောင်းပဲစကားပြောလိုက်တယ်ဒါမှကုလူလည်းမဖြစ်ဘူးပြဿနာမရှိဘူးပစ္စည်းကိုအေတကပ်အခမ်းအနားမြူလာနဲ့လိုအပ်သလောက်အရေးကြီးသလောက်ပဲအကောင်းဆုံးကတော့ဒီဟာကအလာဘက်ကိုအာယုံအပြေးဝထားဖို့အလာနဲ့အဆက်အသွယ်လုပ်ဖို့အတွက်ဒီအေတကပ်ထိုင်တာဖြစ်တဲ့အတွက်အသက်နိုင်ဆုံးဘန္တာတွေနဲ့အဆက်အသွယ်တော့ဖြစ်ရင် နော်အဲ့ဒီတိုင်းပဲအေတကမ်ထိုင်တဲ့လူကဖုန်းပြောလို့ရလားဆိုတော့အပြင်မှာလူအပ်တဲ့လောက်စကားပြောလို့ရတယ်လို့ဖုန်းမှာလည်းလူအပ်တဲ့လောက်ပြောလို့ရတယ်အိမ်နဲ့တာကြောင်မာကြောင်ဟလာနေကောင်းလားစားပြီးလားခလေးတွေနေကောင်းလားသမင်းဟင်းပို့ဖို့ကိစ္စလူအပ်တဲ့လောက်ပဲပြောလိုက်ရတယ်အလာဘတလာဘပြောမယ်ဆိုရင်နေတကအခန်းထဲကပြောတဲ့အတွက်အေတကတော့မပြတ်ဘူးဒါပေမဲ့မကူလူဖြစ်သွားမယ်နော်အဲ့လိုပဲ ်ဧတကမ်ထိုင်တဲ့လူကအကြောင်းဘာမှမရှိဘဲနဲ့ဘာအကြောင်းပြချက်မှမရှိဘဲနဲ့မိဘပြဖြစ်စေတိဘပြဖြစ်စေပလီရဲ့ဟရိဟာလာဂျမတ်ခါနာအပြင်ကိုထွက်လာတဲ့ဧတကမ်ဖြစ်တယ် အပြင်ကိုထွက်ဖို့အတွက်အကြောင်းတစ်ခုခုရှိကိုရှိရမယ်။ဘာအကြောင်းမှမရှိပဲနဲ့ထွက်ခွင့်မရှိဘူး။အဲ့တော့အေတကပ်ထိုင်တဲ့လူကရေမချိုးကြဘူးကျွန်တော်တို့ပြောတယ်။ရေမချိုးဘူး။အဲ့တော့ရေချိုးတယ်မချိုးဘူးဆိုတာကအေတကပ်ထိုင်တဲ့လူကသူ့အခန်းထဲမှာပဲနေပြီးတော့ရေကိုသူဒီလိုပုံစံချိုးတယ်။ဟာလားပလီကိုမညစ်ပတ်စေဘူးဆိုရင်ချိုးလို့ရတယ်။ဥပမာအဖြစ်ရေပုံးထဲမှာအဝတ်ကိုဆွတ်လိုက်တယ်။ တေချာညှင့်လိုက်တယ်အဲ့ဒါကိုခန္ဓာကိုယ်မှာရေဘက်တိုက်လိုက်တယ်ပလီလည်းမပေဘူးပလီမှာလည်းဘာမှအနှောင့်အယှက်မဖြစ်ဘူးရတယ်အဲ့ဒီပုံစံရေဘက်တိုက်လိုက်လို့ရတယ်အကယ်လို့ကိုယ်ဧကတိကအခန်းထဲမှာပဲဟာလာပလီအတွက်အနှောင့်အယှက်မဖြစ်စေဘဲနဲ့ဘလို့ပုံစံနဲ့ချိုးချိုးပိုင်တယ်အကယ်လို့အဲ့လိုမှမဟုတ်ပဲနဲ့ဟာလာပလီကိုညစ်ပတ်အောင်လုပ်မယ်ဆိုရင်တော့မရဘူးဟာလာဂူဆုလ်ရေချိုးခြင်းကဝါဂျစ်လားယူယူလားဝါဂျစ်အတွက်ဥမာဖြစ်အေးတလာမဖြစ်တော့ ဝါဂျစ်အဲ့ဒီခါကျရင်တော့အပြင်မှာပဲနေရာမှာရေရှိရေရှိတဲ့နေရာမှာသွားချိုးပြီးလာလိုက်ပါမှမဖြစ်ဘူးအကယ်လို့ရိုးရိုးခန္ဓာကိုယ်အေးမြဖို့အတွက်ဂျွန်မာရဲ့ရေချိုးခြင်းကလည်းဝါဂျစ်မဟုတ် အဲ့လိုမျိုးယူယူဆွန်နတ်တို့နဖီလ်တို့အတွက်ကိုတော့အဲ့ဒီအတွက်တော့ရေချိုးဖို့ရေချိုးဖို့တက်သွားလို့မရဘူးဒါပေမဲ့ကိုဒီတိုင်းပဲအပေါ့အလေးသွားရင်နဲ့ဟာလားအထွက်မှရေပုံးနေရေအစင်နဲ့လောင်းချလိုက်ဘာမှပြဿနာမရှိအမှရက်ပြီးရေမချိုးနေနဲ့သွားရင်နဲ့လောင်းချလိုက်ဘူးစုကမလိုင်းနဲ့လောင်းချလိုက်ရတယ်ပြဿနာမရှိအဓိကပလီမှာအနောက်ရှက်မဖြစ်ဘူးပလီကိုမညစ်နှမ်းစေခြင်းဘူးဆိုရတယ်ဒီတိုင်းပဲဟာလားဒီအတွက်တီးတဲ့ရိုးရိုးရေချိုးဖို့တက်သွားခြင်းအဲ့ဒီမှာအချိန်ပေးခြင်းအဲ့ဒီပုံစံအတိုင်းဆိုရင်တော့မရဘူး ဲ့လိုပဲလေလေတာနဲ့ပတ်သက်ပြီးတော့လည်းဖိကပညာရှင်တွေကြားမှာအဆူအကွဲလည်းရှိတယ်အကယ်လို့ကိုကတိတ်အတန်ကျဲမယ်ကိုကတိတ်ငန်အောင်ပေါက်မယ်ဆိုရင်တော့အပြင်ထွက်လိုက်တာကောင်းဒါကပလီကိုဘေအဒဘီပလီကိုမယူတရားရောက်တယ်တောင်ယုံတောင်ယုံနည်းနည်းပပတေးသေးလာတော့ကိုတိတယ်ဘလောက်အနေထားလဲဆိုတော့ကိုနေရာမှာပဲကိုပေါက်လိုက်လို့ဘာမှပြဿနာမရှိကြီးကြီးမားမားဆိုရင်တော့အပြင်သွားပြီးပေါက်ပြီးပြန်လာလိုက်ဒါလည်းအကြောင်းပြချက်တစ်ခုရှိတယ်နော်အဲ့တော့အေတကပ်ထိုင်တဲ့နေရာမှာအဲ့လိုမျိုး ဟာလာအေတလံဖြစ်သွားတယ်ဆိုရင်ဘာမှပြဿနာမရှိဘူးပလီရဲကနေအပြင်ထွက်ဖို့တော့သူတရမုံမလုပ်အောင်အဲ့ဒီနေရာမှာထိုင်မယ်ထိုင်ပြီးတော့အဲ့မှာပဲတခုခုနဲ့တရမုံမလုပ်ပြီးအပြင်ထွက်မယ်ထွက်ပြီးရေးပဲနေရာရှိလဲအဲ့ဒီမှာသွားပြီးချိုးပြီးတော့ပြန်လာလိုက်လို့ရတယ်နော်အလောရှိမြတ်တခင်ကျွန်တော်တို့အားလုံးကို ပြောယုံဆိုယုံတတ်တတ်မဟုတ်ပဲလက်တွေ့အမလ်ကျင့်သုံးနိုင်တဲ့တော်ဖစ်ဆာအပိတနာတော်မူပါစေဝါခီရူဒါဝါနာနီလ်ဟမ်ဒူလ illah ရဘ်ဘီလ ዓለ မ်